ကိုကိုကြီးတို့ကဘယ်လိုအဲ့ယူညို့မှာရှိတယ်ပေါ့နော်ကိုကြီးကိုလုံးနဲ့ပတ်သက်တဲ့အချောင်းနဲ့နီးနွယ်ပြီးတော့ဒီဇလန်ကဖြစ်တာပေါ့ဒါမှလည်းပေးလိုက်တော့ကတော့ဒီအိုကိုလုံးဆိုပြီးပေးလိုက်မယ်တို့ဒီအိုကိုလုံးဆိုနာမည်လှလည်းမလှဘူးပေါ့နော်ပြီးတော့လည်းဟိုဓာကြီးကိုဟိုစင်စာကလည်းမသိပြီးတော့ pass မပေးနိုင်ဘူးလို့အဲ့ဒါပြန်စဉ်းစားအောင်မယ်လေဆိုစဉ်းစားကြရင်ရနေပြီးတော့မှဒီကံပေါ့နော်ပရမကံကံဆက်ကံဆိုတဲ့သကလုံးသုံးလုံးမှာကံကအရှိယကံသေးသေးတင်ကံ အဲ lucky ပေါ့နော်နောက်ကကန်ကြတော့ late ဟုတ်လားအဲရေကန်တော့အဲ့ဒီကန်နေတစ်ခုနဲ့တစ်ခုနဲ့လူတွေရဲ့သဘောတဘာဝအရလူဘဝမှာကန်နေရဲ့ဟုတ်လားအဆက်အသွယ်တွေနဲ့ဖြစ်ပေါ်လာတဲ့လူသားတွေဟာဒီကန်ကြီးဘင်းသားမှာဘလို့တွေအကြောင်းများပါနေကြသလဲဆိုတဲ့သဘောမျိုးသိအောင်လုပ်ပြီးတော့ကန်ဆက်ကန်ဒီနာမည်လေးပေးကြโอเคပါအဲ့တော့ဒီဇလန်းထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့တိရွေးတဲပူပေါ့နော် ဲ့လိုဇလန်တွေမျိုးဖြစ်ပါတယ်အဲ့တော့ဗာမျိုးကကျွန်တော်တို့ဒီဘက်ခင်မာတော့ပြုတ်ဝဲတဲ့ဘူဗာညာဆိုတာဆုံပေါ့နော်ချို့သလိုရှိရင်တော့ထရီလာတွေဘာတွေများတာပေါ့တချို့ကတော့ဒါပေမဲ့ဒီလျှို့ဝဲတဲ့ဘူဇလန်ဆိုတာဟိုတော့ကတော့ကျွန်တော်တို့ရုပ်ရှင်လောကမှာရှိခဲ့ဘူးပါတယ်ဒါပေမဲ့လို့တိတ်ပြီးတော့ဟိုဒီဘက်ခင်မာပြန်ပြီးတော့ခွင့်ပြမယ်ဒီကန်ဆက်ကန်ဟာဘယ်လိုမျိုးစိတ်ဝင်စားစရာကောင်းလဲပြုတ်ဝဲတဲ့ဘူဇလန်မျိုးစားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီပင်လင်းဇလန်ကိုစပြီးတော့ဖတ်တဲ့အချိန်မှာ တကုတ်တကဲပေါ့နော်ခက်ခက်ခဲခဲနဲ့ကျွန်တော်တို့ဘာလို့အချို့အရေဆိုကိုပါတဲ့အပိုင်းလောက်ကလေးပဲကိုဖတ်ပြီးတော့ကိုယ့်ရဲ့ character လေးကဘာလဲဆိုပြီးတော့ကိုကဟိုလောက်ရတယ်ပေါ့နော်စူးစမ်းရတယ်ပေါ့ဒါပေမဲ့ဒီစကားမှာတော့ဒီဇလန်တို့ကြီးမှာတော့ကျွန်တော်တို့ကကျွန်တော်တို့အကြောင်းပဲဖတ်လို့မရတော့ဗဇက်လန်းလုံးကိုကျွန်တော်ခြုံငုံအောင်ကျွန်တော်ဖတ်ရတဲ့အတွက်ကြောင့်ဒီကျွန်တော်တို့ပေးထားတဲ့ဇလန်တွေ script ဆောက်ကြီးအထူကြီးပေါ့နော်နှစ်အုပ်ကိုကျွန်တော်တို့တစ်ပတ်လောက် ဖတ်ဖတ်ယူရပါတယ်မင်းသမီးတော့ဘယ်လောက်ဖတ်တယ်လို့မသိဘူးတို့တော့ဒါလောက်ဖတ်လိုက်ရတယ်ကျွန်တော်နေကတူကြီးဖြစ်သေးဆောင်ရတယ်ပြီးတော့အချိတ်အဆက်တွေကျွန်တော်နေသူနေကရှိတယ်ဆိုတော့အဲသူနေကိုနေဘာတွေဖြစ်ပါလဲတို့ကဒီဟာတာရတာကိုပဲပေးစွမ်းခဲ့ရတာများတယ်ပေါ့နော်အဲ့တော့တခါတလေမှာကိုကဒီလိုမျိုးဇလံမျိုးတွေမှာကြာတော့တေးဆောင်ကိုကအချိတ်ပါနေတယ်ကိုရဲ့ခေါရိုးကျိုးနေတယ်ဒီဟိုဟာကြီးကို တော်တော်ကိုဖျောက်ယူရဒါလည်း dry dry ကင်တွေဟုတ်ပေါ့နော်ဟောကဒီဇက်ထဲမှာဆိုအများနဲ့တယောက်လို့ပြောလို့ရမယ်ပေါ့နော်ဘာလို့လဲဆိုတော့အိုးလူကြီးတွေရောကိုယ့်ရဲ့ဦးလေးအရင်ဖြစ်တဲ့ဦးလေးရောပြီးရင်ဦးမင်းသူတို့ရဲရှာအရာရှိတွေရောအကုန်လုံးရောစိတ်ခံစားချက်နဲ့အလုံးမလုံးနဲ့လို့ပြောကြရတယ်။အိုးစိတ်ခံစားချက်ကိုရှင်ထဲမှာထားပြီးတော့ပေါ့နော်ဒီလှုပ်တွေကိုလှုပ်တယ်လို့ထင်တာတခါကြီးကျရင်ဖြစ်တင်တာဖြစ်ထိုက်တာတဲ့ကိုယ့်ရဲ့စိတ်ခံစားချက်နောက်ကိုလိုက်ရတဲ့အခြေအနေလည်းရှိရပေါ့နော်လူကြီးတွေကြာရှေးဟိုးဆွဲအဲ့လိုအဲ့လိုကိုယ့်ရဲ့ဦးလေးကိုယ်တိုင်ကလည်းရှေးဟိုးဆွဲဆိုအကုန်လုံးတားရ ဲ့ဇာတွေကလှုပ်ချင်တာလှုပ်တယ်ပြီးရင် तू ကကျသူ့မှာစိတ်ခံစားချက်လေးကရှိတယ်ဘာကြောင့်စိတ်ခံစားချက်ဆို तू ကဒီအလုပ်တွေကိုစူးစမ်းလောက်ကင်နေတဲ့အချိန်မှာဟို तू မိသားစုကိုလင်းဟင်းခဲ့တာရှိတယ်မိသားစုကိုလင်းဟင်းတဲ့အချိန်မှာ तू သမီးလေးကအသက်ခံလိုက်ရတာအဲ့တော့ तू ကငါဒီဘက်ကိုအလုပ်လုပ်နေတဲ့အချိန်မှာငါသမီးလေးတည်သွားတယ်အဲ့တော့ငါအတုံးမကြလို့ဆိုပြီးတော့ကျန်တဲ့အမှုတွေကလေးအမှုတွေသမီးလေးလို့အများဖြစ်မလားငါသမီးကို တဲ့လူတွေမြတ်ချက်မလားဆိုစိတ်နဲ့ရှာတာရှာတဲ့အချိန်မှာအလုပ်ပေါ်မှာပေါ့နော်ဒါကတော့ personal နဲ့အလုပ်နဲ့ကိုပေါင်းသွားလို့ရှိရင်အလုပ်ပေါ်မှာ side effect တွေဖြစ်လာပြီဖြစ်လာတဲ့အချိန်မှာတောင်းရနေရဆိုင်ခံလိုက်ရတာပေါ့နော်ဟုတ်ဟုတ်နာမည်ကတော့စတော့တော့ကျွန်တော်တို့အဲ့ဟိုကိုကိုကြီးတို့ကဒီလိုအဲ့ယူမျိုးမှာရှိတယ်ပေါ့နော်အိုးကြီးကိုလုံးနဲ့ပတ်သက်တဲ့အချောင်းနဲ့နီးနွယ်ပြီးတော့ဒီဇလန်ဖြစ်တာပေါ့။ဒါပေမဲ့ပေးလိုက်တော့ကတော့ဒီအိုးကိုလုံးဆိုပြီးပေးလိုက်မယ်တို့ဒီအိုးကိုလုံးဆိုနာမည်လှလည်းမလှဘူးပေါ့နော်။ပြီးတော့လည်းဟိုဒါကြီးကို ဟိုစင်စာကလည်းမသိပြီးတော့ pass မပေးနိုင်ဘူးလို့အဲ့ဒါပြန်စဉ်းစားအောင်မယ်လေဆိုစဉ်းစားကြရင်ရနေပြီးတော့မှဒီကံပေါ့နော်ပထမကံကံဆက်ကံဆိုတဲ့သကလုံးသုံးလုံးမှာကံကရှေ့ကကံသေးသေးတင်ကံအဲ lucky ပေါ့နော်နောက်ကကံတကြတော့ late ဟာလားအဲရေကံတော့အဲ့ဒီကံတွေတစ်ခုနဲ့တစ်ခုနဲ့လူတွေရဲ့သဘောသဘာဝအရလူဘဝမှာကံတွေရဲ့ဟာလားဆက်အသွယ်တွေနဲ့ဖြစ်ပေါ်လာကြတဲ့လူသားတွေဟာဒီကံကြီးဘေးနားမှာ ဘလို့တွေအကြောင်းများပါနေကြတယ်လဲဆိုတဲ့သဘောမျိုးတက်ရောက်ပြီးတော့ကန်ဆက်ကန်ပြီးတော့ဒီနာမည်လေးပေးတာနာမည်လေးကလည်းအဲကျွန်တော်လည်းဟိုတိပြတဲ့ခါမှာသိလိုက်တဲ့အချိန်မှာဒီနာမည်ကိုကောင်းတယ်ကောင်းတယ်အဲအဲ့လိုမျိုးကြောင့်အဲအကြီးကနေပတ်သက်နေတာပါဘီကိုချိမယ်ပေါ်လာစားဟိုတယ်လိုမှာမားပေါ်နေပါလားဆိုတော့သူကမားတယ်ထင်တယ်ဒီငါးတစ်ခွက်က assistant တိုက်တဲ့ ADD အကုန်လုံးကကျွန်တော်အတန်ပိုင်းအရှင်းနေအကုန်လုံးကကိုချိမယ်အမှန်တိုင်းကြားတယ်ရောက်သွားပါတယ်အဲ့စီးကတော့ထူးကြတယ်ကျွန်တော်တို့ live ပါရိုက်မယ်ရေကန်ပေါ့ 你看，你个做么？起码嘞，我哋老毛被设被老杰的工业起，咁咧没得阿玉话咧开讲，哎工业伊个蓬勃发展咧开讲咯，咁所以见到下面伊几年啊伊啊，伊个伊边工厂多咧个嘛，咁所以伊个阿玉好睇起，睇起咧开嘛，可能过过好大一辈都唔有咯，哎哎一路最重要咧，最重要咧个。 ကြအကြဥထုတော်လို့ဘာလို့အလို့ရေပြောနေရလဲပေါ့နော်တစ်ခေါက်ဆိုရင်လည်းတော်သေးရဲ့သုံးခေါက်လို့ဆိုတော့ဟိုဘက်ကမဟုတ်ဘူးငါမှန်နေလောင်းမလားကြည့်မလားကိုကဒီဘက်မှာကြားရတာဟိုကဥတက်လွင်မဲ့ကြားနေရအဲအဲ့တော့တော်တော်တက်ဖွဲ့လုံးဖြစ်တယ်နော်ဥထုတော်ပြောတဲ့ဟာကိုသိချင်းလို့ရှိရင်တော့ကျွန်တော်တို့ဒီကန်ဆက်ကပါကန်နပလတ်ကပေးစမှာနည်းနည်းဝင်ကြည့်လိုက်ပါလေအခုကျွန်တော်လာမဲ့ဒီဇင်ဘာ၁ရက်နေ့ဆိုရင်အဲဒီမှာစတင်ပြီးတော့တရုံဝင် Kenya Plus channel မှာเนาะ Zealand channel Zealand channel အဲတော့ Monday to Friday ပေါ့ ။တနင်္လာနေ့မှာတောက်ကြနေ့ဒီကို9နိုင်တိတိမှာထုတ်လွှင့်တင်ဆက်မှာဖြစ်ပါတယ်။အဲ့တော့ဟုတ်ကဲ့ပါ။9နိုင်တိပါတယ်။